တရုတ်ရဟန်းရှန်နဲ့ကမ်းခြေဆောက်ရေရင်တွေကဂျပန်လေရင်တွေနဲ့အငင်းပွားကျွန်းနဲ့အနီးထိတ်တိုက်တွေ့ခဲ့ကြပြီးတဲ့နောက်အမျိုးသားလေပိုင်နက်ကိုချိုးဖောက်တဲ့ဆိုပြီးတိုကျိုနဲ့ပေကျင်တို့ကတစ်ဖက်နဲ့တစ်ဖက်အပြန့်လှန်ဆွဆွဲပြီးတော့တန်တမန်ကန့်ကွက်လှော်တွေအပြန့်လှန်ပေးဖို့ထားကြပါတယ်။အရှေ့တရုတ်ပင်လယ်မှာရှိပြီးတော့တရုတ်ကဒီအောင်ယူလို့ခေါ်ဆိုပြီးဂျပန်ကစင်ကာကူလို့ခေါ်ဆိုတဲ့ကျွန်းတွေကိုတိုကျိုကအုပ်ချုပ်နေပြီးတော့ပေကျင်ကလည်းသူပိုင်တယ်ဆိုလို့ပြောနေတာကြောင့်နှစ်နိုင်ငံဆက်ဆံရေးမကြာခဏအချင်းများနေကြရတာပါ။ တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့တနင်္ဂနွေနေ့ထုတ်ပြန်ချက်ထဲမှာအရဖတ်လေရင်တစည်းတရားယူကျွန်းနေအနီးဝေရောက်လာပြီးအဲ့ဒါကတရားမဝင်ထိပါကျူးကျော်တဲ့လောက်ရဖြစ်တယ်လို့ဂျပန်တန်ယုံတန်မှုကြီးစီကိုနှစ်နာမှုအတွက်လင်းနဲ့တရားဝင်နဲ့တိုင်ကြားစာကိုပြပို့ခဲ့တယ်လို့ဆိုပါတယ်ဂျပန်နိုင်ငံသားရေးဝန်ကြီးဌာနကတရက်စောပြီးထုတ်ပြန်ထားတဲ့ကြေညာချက်ထဲမှာတော့ဂျပန်စင်ကာပူကျွန်းနဲ့အနီးရေပိုင်နက်တွေထက်ကိုတရုတ်ကမ်းခြေစောက်ရေရင်လေးစီးကျူးကျော်ဝင်ရောက်လာတဲ့အတွက် ဒုတိယနိုင်ငံသားရေဝန်ကြီးကဂျပန်မှာရှိတဲ့တရုတ်တန်အမတ်စီကိုပြင်းထန်တဲ့ကန့်ကွက်စာပေးပို့ခဲ့တယ်လို့ဆိုပါရယ်။ကန်းချေသောရေရင်တစည်းမှတက်လာတဲ့ရဟတ်ရင်တစည်းကလည်းဂျပန်နိုင်ငံရဲ့လေပိုင်နက်ကိုချိုးဖောက်ခဲ့တဲ့အတွက်အလားတူဖြစ်ရမျိုးနောက်ထပ်မဖြစ်ပွားဖို့တရုတ်ကိုပြင်းထန်စွာတိုက်တွန်းမှကြောင်းဒုတိယနိုင်ငံသားရေဝန်ကြီးကအလားတူကန့်ကွက်ခဲ့တာပါ။အဲဒီရဟတ်ရဟာဆင်ကာကိုကျွန်းနစ်အနီးဂျပန်လေပိုင်နက်ထံမှစနေနေ့က15မိနစ်လောက်ပြန်တန်းခဲ့ကြောင်းဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားထားပါတယ်ရှင်။ လောကောမီဒီယာရဲ့ဆက်လက်ရပ်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။